ဗီဒီယိုအန်ယူဂျီသောတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်အော်တိုဘာလ22ရက်နေ့ဗီဒီယိုအန်ယူဂျီရဲ့မနက်ခင်းပြည်တွင်သတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပထမဆုံးသတင်းအနေဖြင့်151ကြိမ်မြောက်နိုင်ငံတကာပါလီမန်များအဖွဲ့ IBU ညီလာခံတွင်ဒေါက်တာဝင်းမြတ်အေးနှင့်ဒေါ်စင်မာအောင်တို့ဦးဆောင်သောမြန်မာလူတော်ကိုယ်စားလှယ်အဖွဲ့ပါဝင်တက်ရောက်တဲ့သတင်းကိုတင်ပြပေးပါမယ်။ အော်တိုဘလ19ရက်နေ့မှ23ရက်နေ့အထိဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့၌ကျင်းပလျက်ရှိသည့်152ကြိမ်မြောက်နိုင်ငံတကာပါလီမန်များညီလာခံနှင့်ဆက်ဆက်အစည်းအဝေးများသို့ဒေါက်တာဝင်းမြတ်အင်းနှင့်ဒေါ်စင်မာအောင်တို့ဦးဆောင်သောမြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ပါဝင်တက်ရောက်လျက်ရှိကြောင်း CRPH မှသတင်းထုတ်ပြန်ပါသည်မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့အနေဖြင့်အော်တိုဘလ19ရက်နေ့တွင်အာရှပစိဖိတ်အုပ်စု Asia Pacific Group နှင့် အမျိုးသမီးလွတ်တော်ကိုယ်စားလှယ်ဖိုရမ်တို့ကိုတက်ရောက်ခဲ့တယ်လို့ဖော်ပြထားပါတယ်။ထို့နောက်အော်တိုဘလ20ရက်နေ့တွင်အမှုဆောင်ကောင်စီအစည်းအဝေးညီလာခံအစည်းအဝေးနှင့်ညီလာခံ၏ General Debate အစည်းအဝေးတို့ကိုတက်ရောက်ခဲ့ကာမလေးရှား၊ထိုင်း၊အီတလီ၊ကနေဒါ၊နယူးဇီလန်၊ဆွီဒင်၊အော်စတြေးလျနိုင်ငံတို့မှလွတ်တော်ကိုယ်စားလှယ်အဖွဲ့များနှင့်လည်းတီးခြားစီတွေ့ဆုံဆွေးနွေးခဲ့တယ်လို့သိရပါတယ်။တွေ့ဆုံဆွေးနွေးမှုများအတွင် ကြံဖတ်စစ်တပ်ကဆက်လက်ကျူးလွန်လှုပ်ဆောင်နေသည့်လေကြောင်းတိုက်ခိုက်မှုများလူအခွင့်အရေးချိုးဖောက်မှုများနှင့်အကြံဖတ်မှုများရင်းလုံရများကြောင့်နေရစွန့်ခွာနေရပြီးဒုက္ခများနှင့်ရင်ဆိုင်နေရသည့်ပြည်တွင်းရှိစစ်ပေးရှောင်ပြည်သူများနှင့်အခြားနိုင်ငံများရှိရွှေပြောင်းမြန်မာပြည်သူများ၏အခြေအနေများနှင့်နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများကိုရှင်းလင်းတင်ပြခဲ့တယ်လို့အတည်ပြုထားပါတယ်။ထို့အပြင် အကြံဖတ်စေအုပ်စုကကျင်းပမည့်တရားဝင်မှုမရှိသောအတူရောင်ရွေးကောက်ပွဲနှင့်ရလက်အပေါ်ကန့်ကွက်ပေးရေးနှင့်အတိမတ်မပြုရေး မတရားဖန်ဆီးထိန်သိမ်းခံရသည့်နိုင်ငံတော်အကြီးအကဲများရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး2020ပြည့်နှစ်အထွေထွေရွေးကောက်ပွဲမှရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့်ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအားကမ္ဘာလွှတ်တော်အတိုင်ဝန်းကဆက်လက်အသိမှတ်ပြုရေးလက်ရှိပြည်ပခဖြစ်ရှင်ရေးနှင့် ရင်းရှေးတည်တံ့သောအဖြေရှာခြင်းတွင်တော်လရင်အင်အားစုများ၏ဆောင်ရွက်သွားမည့်လုပ်ငန်းစဉ်များအပေါ်ထိရောက်သောပံ့ပိုးကူညီမှုများရရှိရေးတို့ကိုအဓိကထားဆွေးနွေးတိုက်တွန်းခဲ့တယ်လို့ဖော်ပြထားပါတယ်။နိုင်ငံကပါလီမန်များအဖွဲ့သည်ကမ္ဘာနိုင်ငံပေါင်း183နိုင်ငံတို့မှနိုင်ငံတော်အဆင့်လွှတ်တော်များဖြင့်ဖွဲ့စည်းထားပြီးမြန်မာနိုင်ငံ၌2021ခုနှစ်စစ်တပ်အာဏာသိမ်းမှုနောက်နိုင်ငံကပါလီမန်များအဖွဲ့ IPUE အမှုဆောင်ကောင်စီကပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီအား IBU ၏အဓိကဆွေးနွေးဘက်မိဖက်အဖြစ်အတိမတ်ပြုခဲ့ပြီးယနေ့ထိတိုင်ဆက်လက်အတိမတ်ပြုထားပါရခင်ဗျာဒုတိယသတင်းအနေဖြင့်မြန်မာစစ်တပ်၏နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများအတွက် အာဆီယံနှင့်နိုင်ငံကအတိုင်ဝန် အရေးယူရန် GFM တိုက်တွန်းတဲ့သတင်းကိုတင်ပြပေးပါမယ်မြန်မာစစ်တပ်နှင့်၎င်း၏လက်အောက်ခံပြည်သူစစ်အဖွဲ့များသည်နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများနှင့်ဒေသတွင်းမတည်ငြိမ်မှု၏အဓိကရေးသားမြစ်ဖြစ်နေပြီး၎င်းတို့အား အာဆီယံနှင့်နိုင်ငံကအတိုင်ဝန်းကမဖြစ်မနေအရေးယူဆောင်ရွက်ရန်လိုအပ်ကြောင်း Justice for Myanmar အဖွဲ့ကထုတ်ဖော်ပြောကြားခဲ့ပါတယ်။အော်တိုဘာလ19ရက်ကမြန်မာစစ်တပ်ကထိုင်းမြန်မာနယ်စပ်ရှိနမဲဆိုးဖြင့်ကြော်ကြားသော KK Park Cyber ငွေလိမ်ခြံကြီးကိုအယောင်ပြဝင်ရောက်စီးနှင်းမှုတစ်ခုလုပ်ဆောင်ခဲ့ပြီးထိုစီးနှင်းမှုသည်အာဆီယံထိပ်သီးအစည်းအဝေးမတိုင်မီအချိန်ကြိုက်လုပ်ဆောင်ခဲ့ခြင်းဖြစ်ကနိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများနှင့်လူကုန်ကူးမှုများတွင် စစ်တပ်နှင့်၎င်း၏လက်အောက်ခံကရင်နယ်ခြားစောင့်တပ် BGF ၏ပါဝင်မှုကိုဖုံးကွယ်ရန်ရည်ရွယ်ထားပုံရသည်ဟု Justice for Myanmar ကဆိုပါတယ်။စီးနှင်းမှုအတွင်း Starlink ဆက်အလုံး30နှစ်အတူအလုပ်လုပ်ကိုင်နေသူများသို့မဟုတ်ပိတ်မိနေသူများအနက်အနည်းငယ်သာဖြစ်သည့်လူ2198ဦးကိုတွေ့ရှိခဲ့သည်လို့စစ်တပ်ကဖော်ပြထားပါတယ်။မြန်မာစစ်တပ်သည် ရာစုအစည်းအဝေးလုပ်ငန်းကွန်ရက်ကြီးတစ်ခုကိုကြီးကြပ်လက်ပတ်နေပြီး၎င်း၏လက်အောက်ခံကရင်နယ်ကြားဆောင်တပ်နှင့်ရာစုအစည်းအဝေးကုမ္ပဏီများကိုပြုစုပြောထောင်ထားတယ်လို့ဖော်ပြထားပါတယ်။ထို့အဖွဲ့များသည်နိုင်ငံဖြတ်ကျော်ရာစုကွန်ရက်တစ်ခုကိုဖွဲ့စည်းလှုပ်ဆောင်နေပြီး KKPAP အပါအဝင်နိုင်ငံတကာရာစုမှုများအတွက်ငွေကြေးထောက်ပံ့ပေးနေကာစစ်တပ်သည်မြေယာထိန်းချုပ်မှုစီးပွားရေးလိမ်လည်မှုများအခွန်ကောက်ခံမှုလုံခြုံရေးဝန်ဆောင်မှုတရားမဝင်ကုန်သွယ်မှု လူကုန်ကူးမှုနဲ့လူသုံးကုန်ပစ္စည်းထိန်းချုပ်ရောင်းချမှုများမှတဆင့်အကျိုးအမြတ်များရယူနေတယ်လို့အသိပေးထားပါတယ်။2021ခုနှစ်တရားမဝင်အာဏာသိမ်းမှုနောက်ပိုင်းအာဆီယံသည်စေအုပ်စုအားနိုင်ငံရေးတရားဝင်မှုမှားယွင်းစွာပေးအပ်ခဲ့ပြီးထောက်လန်းရေးသတင်းအချက်အလက်များနှင့်လေ့ကျင့်ရေးများပေးအပ်ခဲ့မှုသည်ရာဇဝတ်ကွန်ရက်များကိုပုံမအားကောင်းစေခဲ့ပြီးနိုင်ငံကဥပဒေအရအရေးယူမှုများကိုရှောင်ရှားရန်ကူညီပေးခဲ့တယ်လို့ဆိုပါတယ်။လာမည့်အာဆီယံထိပ်သီးအစည်းအဝေးတွင် အစိုးရများအနေဖြင့်စေအုပ်စု၏အတူရောင်ရွေးကောက်ပွဲကိုပြတ်သားစွာဆန့်ကျင်ရည်ရည်နှင့်၎င်းတို့၏ဗန္ဓာရေးစစ်လက်နက်နှင့်လေယာဉ်စီလမ်းကြောင်းများကိုဖြတ်တောက်ရန်လိုအပ်သည့်အပြင်လူမျိုးတုံးတက်ဖြတ်မှုစစ်ရာဇဝတ်မှုနှင့်လူသားမျိုးနွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုများအတွက်နိုင်ငံတကာတရားရေးမှတဆင့်တာဝန်ခံမှုရရှိစေရန်ဆောင်ရွက်ရမှာဖြစ်တယ်လို့ပြောကြားထားပါတယ်ခင်ဗျာဆက်လက်ပြီး ထိုင်းနိုင်ငံအယုဒယာမြို့နယ်ရှိကားအပိုပစ္စည်းဆက်ယုံမှအလုသမား၁၈ဦးအကြောင်းမဲ့အလုံမထုတ်ပယ်ခံခဲ့ရခြင်းအားကူညီဆောင်ရွက်ပေးခဲ့တဲ့သတင်းကိုတင်ပြပေးပါမယ်။ထိုင်းနိုင်ငံအယုဒယာရှိကားအပိုပစ္စည်းဆက်ယုံတစ်ခုတွင်လုက္ကိုင်းနေသောမြန်မာအလုသား၁၈ဦးသည်မေလ၂၀ရက်နေ့တွင်အလုံမအကြောင်းရင်းမရှိဘဲထုတ်ပယ်ခံလိုက်ရသည့်အတွက်တိုင်ကြားလာခဲ့ကြောင်းသတင်းရရှိပါသည်။ထို့သောတိုင်ကြားလာမှုကြောင့်မေလ၂၆ရက်နေ့တွင်ဝန်ကြီးဌာန၏မဟာမိတ်အဖွဲ့ဖြစ်သည့် ် MHAC မဟာမိတ်အဖွဲ့မှဥဆောင်၍နယ်မြေကန်အလုံသမားကာကွယ်စောင့်ရှောက်ရေးယုံတို့တွားရောက်အမှုဖွင့်တိုင်ကြားပေးခဲ့တယ်လို့သိရပါတယ်။သို့တော့အမှုမှာ၅လကြာသည့်အထိတိကျသောအဖြေထွက်မလာသဖြင့်အော်တိုဘာလ22ရက်နေ့တွင်နစ်နာသူအလုံသမားများအား NUG အလုံသမားဝန်ကြီးဌာနမှ တာဝန်ရှိသူတို့နှင့်အတူအယုဒ္ဓယာခရိုင်အလုံသမားကာကွယ်စောင့်ရှောက်ရေးယုံတို့ထပ်မံတွားရောက်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ရာ နယ်မြေကန်အလုသမားကာကွယ်စောင့်ရှောက်ရေးယုံဤတာဝန်ရှိသူတို့မှအလုသမားများ၏နှစ်နာချင်းများရရှိရန်အတွက်အော်တိုဘာလကုန်နှင့်နိုဝင်ဘာလဆန်းအတွင်းအပြီးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသဘောတူညီမှုရအောင်ကူညီပေးခဲ့တယ်လို့သိရပါတယ်ခင်ဗျာဆလဘီမြန်မာနိုင်ငံတွင်ကိုအင်္ဂါထုတ်ရောက်အသက်ခံခဲ့ရတဲ့ဘီလာရုစ်မော်ဒယ်ဗီရာခရော့ပ်ဆိုပါထိုင်းနိုင်ငံမှာပြန်ပေးဆွဲခံရတာမဟုတ်ကြောင်းထိုင်းရဲတပ်ဖွဲ့ညင်းဆိုတဲ့သတင်းကိုတင်ပြပေးပါမယ် ထိုင်းတော်ဝင်ရဲတပ်ဖွဲ့သည်ဘီလာရုစ်နိုင်ငံသူ မော်ဒယ်ဗီဒါခရော့ဖ်ဆိုပါထိုင်းနိုင်ငံသို့လှည့်စားခေါ်ဆောင်ခံခဲ့ရပြီးမြန်မာနိုင်ငံတွင်စိုက်ဘာလိမ်လည်မှုဂိုင်းတွင်အလုတ်ခိုင်းစေခံရပြီးနောက်လူသက်ခံရမှုနှင့်ပတ်သက်သောသတင်းများကိုစုံစမ်းစစ်ဆေးနေကြောင်းထုတ်ဖော်ပြောကြားခဲ့ကြောင်းထိုင်းသတင်းများအရသိရပါသည်ထိုင်းရွှေပြောင်းနေထိုင်ရေးဌာနကလည်းဗီရာသည်ထိုင်းနိုင်ငံမှရန်ကုန်သို့ထွက်ခွာခဲ့ပြီးပြန်ပြီးဆွဲခံရမှုသို့မဟုတ်အတင်းအဓမ္မပြုလုပ်ခံရသည့်လက္ခဏာများမတွေ့ရကြောင်းအတည်ပြုခဲ့ပါသည် ဗြိတိရှသတင်းဌာန Daily Mail ၏အစီရင်ခံချက်အရ26နှစ်အရွယ် Vida Crop ဆိုပါသည်စက်တင်ဘာလတွင် model အလုပ်အတွက်ဘန်ကောက်သို့ရောက်ရှိခဲ့တော်လဲလှည့်စားခံရပြီးမြန်မာနိုင်ငံသို့ခေါ်ဆောင်ခံခဲ့ရတယ်လို့ဖော်ပြထားပါတယ်။ထို့နေရာတွင်၎င်း၏ passport နှင့်ဖုန်းကိုသိမ်းယူခံရပြီး ချမ်းသာသောနိုင်ငံသားများထံမှငွေညှိရန် online chain တွေ့ website များတွင်အခြေရေးလိမ်လည်မှုများလုပ်ဆောင်ရန်အတင်းအဓမ္မခိုင်းစေခံခဲ့ရတယ်လို့ဆိုပါတယ်။၎င်းကပြစ်မှတ်ထားသည့်ပန်းနိုင်များမပြည့်မီခဲ့သဖြင့်ရိုက်နှက်ခံရပြီးအော်တိုဘာလ၄ရက်တွင်ပျောက်ဆုံးသွားခဲ့ကာနောက်ပိုင်းတွင် ကိုအင်ကာကုန်ကူးရောင်းဝယ်မှုခိုင်းသို့ရောင်းချခံရသလိုညှဉ်းပန်းနှိပ်စက်ခံရပြီးနောက်အသက်ခံခဲ့ရတယ်လို့ဆိုပါတယ်။ထိုခိုင်းက၎င်း၏ရုပ်အလောင်းကိုမီးရှို့ဖျက်ဆီးပစ်ခဲ့ပြီး ၎င်း၏မိသားစုထံမှရုပ်အလောင်းပြန်ပေးရန်အတွက်အမေရိကန်ဒေါ်လာ9သိန်းတောင်းခံခဲ့တော်လဲနောက်ပိုင်းတွင်ပူပေါင်းဆောင်ရွက်ရန်ညှင်းဆန်ခဲ့တယ်လို့သိရပါတယ်။ထိုင်းရွှေပြောင်းနေထိုင်ရေးဌာနက Vera Crop ဆိုပါသည်2025ခုနှစ်စက်တင်ဘာလ12ရက်ည12:41မိနစ်တွင်သူဝနဘူမိလေးစိမ်းမှတဆင့်ထိုင်းနိုင်ငံသို့ဝင်ရောက်ခဲ့ပြီး2025ခုနှစ်စက်တင်ဘာလ20ရက်မနက်9:20မိနစ်တွင် ထိုင်းနိုင်ငံလေကြောင်းလိုင်း TG301 ဖြင့်ရန်ကုန်သို့ထွက်ခွာခဲ့ကြောင်း ဘိုင်ယိုမက်ထရစ်စနစ်မှတဆင့်စစ်ဆေးတွေ့ရှိခဲ့သည်ဟုအတည်ပြုခဲ့တယ်လို့သိရပါတယ်။ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၏နိုင်ငံရေးဌာနအကြီးအကဲရဲဘုံမှုချုပ်ချက်တူရာဖက်ဖီရော့မကဲကအော်တိုဘားလ19ရက်နေ့တွင်ဤဖြစ်ရပ်ကိုအလေးနက်ထားစုံစမ်းနေပြီးသတင်းများတွင်ဖော်ပြထားသောအချက်အလက်များကိုလက်ရှိတွင်အတည်မပြုနိုင်သေးကြောင်းပြောကြားခဲ့ပါတယ်ခင်ဗျာ။ယခုနောက်ဆုံးသတင်းအနေဖြင့် စောမြို့နယ်တွင်ရဲတပ်ဖွဲ့ဝင်စနစ်အသက်ခံရပြီးအလောင်းဖြောက်ကပစ္စည်းလူရခံရမှုဖြစ်ပွားတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။မကွေးတိုင်းစောမြို့နယ်ဇေယျရက်ွက်တွင်ရဲတပ်ဖွဲ့ဝင်တအူးဤစနစ်အသက်ခံရပြီး အလောင်းဖြောက်ကယတနာပစ္စည်းများလူရခံရမှုတစ်ခုဖြစ်ပွားခဲ့ကြောင်းရောလင်းနှံအဖွဲ့ကတဲ့ရင်ထုတ်ပြန်ထားပါတယ်။ရဲစခန်းအနီးနေထိုင်သောဒေါ်ရှိန်ခေါ်ဝါ62နှစ်ဤရုပ်အလောင်းကိုဆာလာအိဖြင့်ထုတ်ထားသည့်ပုံစံဖြင့် ောက်တိုဘာလ19ရက်နေ့လယ်10:30မိနစ်ခန့်တွင်ဇေယျရက်ကွက်တမ်းမင်ခုံဆုံးတလင်းပြင်ဥယျံတော်အတွင်ရှာဖွေတွေ့ရှိခဲ့တယ်လို့သိရပါတယ်။တည်ဆုံးခဲ့သောဒေါ်ရှင်းခေါ်ဝါသည်စောမြို့ရဲစခန်းအနီးဥဖိုးလိုင်ခန်းမတွင်တာဝန်ထမ်းဆောင်နေသောရဲတပ်ချက်ကြီးဥရှာလုံးဤဇနီးဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဒေါ်ရှင်းခေါ်ဝါသည်အောက်တိုဘာလ19ရက်နေ့တွင်ထင်းရှာယံတမ်းမင်ခုံဆုံးတလင်းပြင်ဥယျံတော်သို့ထွက်လာရာပျောက်ဆုံးခဲ့ပြီးနှစ်ရက်အကြာသူမ၏ရုပ်အလောင်းကို သူမကိုယ်တိုင်စောက်ထားသောတောင်ရတဲမှပေ90အကွာမှတွေ့ရှိခဲ့ရတယ်လို့သိရပါတယ်။အိမ်မထွက်ခွာစဉ်တကြက်သားခန့်ရွှေဆွဲကြိုးတကုံတမတ်သားခန့်ရွှေလက်စွပ်တကွင်းငကတရံတို့ကိုဝစ်ဆင်ထားခဲ့ပြီးဘေးလွယ်အိတ်တစ်လုံးပါရှိခဲ့တော်လဲရုပ်အလောင်းတွင်ယန္တနာများနှင့်အိတ်တို့ပျောက်ဆုံးနေတယ်လို့ဖော်ပြထားပါတယ်။စုံစမ်းစစ်ဆေးမှုအရာဒေါ်ရှင်းခေါ်ဝါဤအိမ်တွင်မကြာခဏဝင်ထွက်လေ့ရှိသောကိုချစ်ရင်ထူးနှင့်ကိုဖိုးအေးတို့နှစ်ဦးပျောက်ဆုံးနေကြောင်းသိရပြီး ၎င်းတို့နှစ်ဦးကိုတန်တရားရှိတရားခဏ်များအဖြစ်သတ်မှတ်ထားတယ်လို့အသိပေးထားပါဗျ။ကိုချစ်ရင်ထူး25နှစ်သည်ရန်ကုန်တိုင်းထန်းတမင်မြို့နယ်ဇာတိဖြစ်ပြီး ရခိုင်ပြည်နယ်တွင် အလင်းဝင်လာသောရဲတပ်သားဖြစ်သလိုကိုဖိုးဤ26နှစ်သည်မန္တလေးတိုင်းတပိတ်ချင်းမြို့နယ်ဇာတိဖြစ်ပြီးရခိုင်ပြည်နယ်တွင်အလင်းဝင်လာသောရဲတပ်သားဖြစ်က၎င်းတို့သည်ရခိုင်ပြည်နယ်မှချင်းပြည်နယ်ဘက်သို့ရောက်ရှိလာခဲ့ပြီးစောမြို့နယ်တွင် နေထိုင်နေခဲ့တယ်လို့သိရပါဗျ။ထို့ပြင် ဒေါ်ရှင်းခေါ်ဝါဤဥယင်တဲတွင်နေထိုင်ခဲ့သောကိုဝနကျော်22နှစ်ကိုထိမ့်သိမ်းထားကာကိုဝနကျော်သည်ရန်ကုန်တိုင်းရွှေပြည်သာမြို့နယ်ဇာတိဖြစ်ပြီးကိုချစ်ရင်ထူးနှင့်ဆက်ဆက်နေထိုင်ခဲ့သူဖြစ်ကာရခိုင်ပြည်နယ်ဘက်တွင်အလင်းဝင်လာခဲ့သောစစ်သားတဦးဖြစ်တယ်လို့သိရပါတယ်။ထိုနှစ်ဦးတို့သည်အခင်းဖြစ်ပွားချိန်မှစ၍ပျောက်ဆုံးနေပြီးထပ်ပြေးတိမ်းရှောင်နေကြောင်းယူဆတာကြောင့်ရောအလင်းနံအဖွဲ့ကတန်တရာတရခန်ကိုချစ်ရင်ထူးနှင့်ကိုဖိုးအေးတို့ကိုတွေ့ရှိပါကာ တက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းများသို့အ мян ဆုံးအကြောင်းကြားရန်ပြည်သူများကိုတိုက်တွန်းထားပါရခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကို Video Energy သတင်းတောက် Casual နဲ့ဗရဲပိုးတို့ကပေးပို့ထားတာဖြစ်ပါရခင်ဗျာ